မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာစမွန်တရီချင်းနဲ့မှကြိုဆိုလိုက်ပါတယ်ယခုပြပြီးမှာက22ကြိမ်အတွက်ကစားရမယ်တရီတီတကွက်ကောင်းဆိုင်ဖြစ်ပါတယ်မိတ်ဆွေများကို ထိတ်စည်းဆိုင်အလဲတိုင်းဆိုင်ရင်နောက်ပိတ်ဆိုင်များဖြင့်အပြီးပေါက်တကွက်ကောင်းထုတ်ပြပြီးမှာမို့ကျွန်တော်နဲ့အတူအစာဆုံးလိုက်ကြည့်ရှုရန်ဖိတ်ခေါ်ပါတယ်ခင်ဗျာ မိတ်ဆွေများကိုကျွန်တော်အနေနဲ့ထွန်ကြစားရဲကျွန်တော်ပရိသာကြစားရဲဆိုပြီးတော့ဒီစိုက်မှုနှမျိုးကိုကျွန်တော်နဲ့ထုတ်ပြသွားမှာဖြစ်ပါတယ်။ယခုပထမဆုံးစိုက်မှုအနေနဲ့တော့ဒီထွန်ကြစိုက်ကိုထုတ်ပြသွားမှာဖြစ်ပါတယ်။ထွန်ကြစိုက်ထုတ်ပုံဒီကျွန်တော်နဲ့ဒါဒီထိတ်စီးထုတ်ထိတ်စီးရဲအလဲတိုင်းရဲ့နောက်ဘက်ရဲဆိုပြီးတော့စိုက်မျိုးစုံပေါ့ဗျာစိုက်မျိုးစုံနဲ့ကြာလာမဲ့ထွန်ပေါ့ခင်ဗျာ။ ဒါမှမဟုတ်ဒီထိုင်ကြားဆိုင်လေးကိုလည်းမိတ်ဆွေများအနေနဲ့ဒါကြေကြာကြည့်ရှုဖို့ကျွန်တော်အနေနဲ့ဒါဖိတ်ခေါ်ရင်းဖြစ်ပါတယ်ထိုင်ကိုထိုးမယ်ဆိုရင်တော့ကျွန်တော်ဒီဆဲကွက်လုံးထိုးလို့တော့ရပါတယ်ဒါပေမဲ့ဘေကနန်းဒီပိုးပြီးတင်တင်တယ်လေဒီဆိုင်မူရထုတ်တဲ့ကနန်းဒီကျွန်တော်ပေါ်သည့်တင်ကနန်းအနေနဲ့ထိုးလို့တင်မလားဆိုတာကိုမိတ်ဆွေများအနေနဲ့ကြည့်ရှုနိုင်ရင်ကျွန်တော်နဲ့ထုတ်ပြခြင်းဖြစ်ပါတယ် ဒါမို့ဒီပထမအဆုံးအနေနဲ့ဒီစိုက်မှုမှာတော့ကျောင်းထိတ်စီကြပုံရဲ့အလဲတိုင်းကြပုံရဲ့နောက်ပိတ်ကြပုံရဲ့ဆိုပြီးတော့ထုတ်ယူတဲ့အခါမှာကျွန်တော်ဒီထွိုင်းအဖြစ်ရရှိတာကိုတွေ့ရှိမှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ထိတ်စီထုတ်ယူပုံကိုအရင်ရှင်းပြပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီထိတ်စီထုတ်ယူပုံကတော့ကျွန်တော်ဒါပုံမှန်ထုတ်ယူနေကြအတိုင်းပေါ့ဗျာဒီစိုက်မှုကတော့ထိတ်စီဆိုရင်လည်းကျွန်တော်ထိတ်စီ၃လုံးပေါင်းရင်းယူပြီးတော့ အလဲတိုင်းကိုလည်းအလဲတိုင်းသုံးလုံးပေါင်းခြင်းနဲ့ယူမှာဖြစ်ပါတယ်။နောက်ပိတ်ကိုလည်းနောက်ပိတ်သုံးလုံးပေါင်းခြင်းဆိုပြီးတော့ယူပြီးတော့ကနန်းတကွက်ကိုထုတ်ယူသွားမှာဖြစ်ပါတယ်။ဒါမှမဟုတ်ပထမဦးဆုံးအနေနဲ့ဒါထိတ်စည်းကိုတော့ကျွန်တော်ဒီထိတ်စည်းသုံးလုံးပေါင်းခြင်းအချိုးယူတဲ့အခါမှာတော့ကျွန်တော်ဒီ453ပွဲစဉ်ထိတ်စည်း4ရယ်ကျွန်တော်တို့ဒီ66ခွန်ပွဲစဉ်ထိတ်စည်း8ရယ် ဒီရှင်း၅နှစ်ပွဲစဉ်ထိပ်စီးရှိရဆိုပြီးတော့ကျွန်တော်လည်းဒီကနန်းသုံးလုံးပေါင်းပြီးတော့ယူတဲ့အခါမှာဒီ၄ရှစ်ရှစ်ဆိုပြီးတော့ပေါင်းခြင်းဒီကျွန်တော်ဒီမှာ၃ညအနေနဲ့ရရှိသွားမှာဖြစ်ပါတယ်ဒီစားမှုမှာဆိုရင်ဒီသုံးလုံးပေါင်းခြင်းဒီကျွန်တော်တို့ဒီ၄ရှစ်ရှစ်ဆိုပြီးတော့သုံးလုံးပေါင်းခြင်း၃ညအချိုးနဲ့ ။ဒါရှစ်ထိပ်စီကိုရှင်ကားနှစ်ပွဲစဉ်မှာကစားထားတယ်လို့ကျွန်တော်ဒီဆိုင်မူရတွေ့ရှိတာဖြစ်ပါတယ်။နောက်တစ်ပင်ကိုကြည့်မယ်ဆိုရင်လည်းကို ကိုခွန်ချစ်ပွဲစဉ်မှာဆိုရင်လည်းထိပ်စီ၃လုံးပေါင်းခြင်းဒီဒီကနှစ်ထိပ်စီရဲ့ကျွန်တော်ဒီက၉ထိပ်စီရဲ့ဒီက၉ထိပ်စီရဲ့ဆိုပြီးတော့ကနန်း၃လုံးပေါင်းမှာဖြစ်ပါတယ်။ဒီလိုကနန်း၃လုံးပေါင်းတဲ့ခါမှာလဲကျွန်တော်ဒါပေါင်းခြင်း၃ညလို့ရရှိတာတွေ့ရှိမှာဖြစ်ပါတယ် ဒီ2ရက်9ရက်ပေါင်းမှဆိုရင် ပေါင်းချင်း1ရက်ဒီက9ရက်9ထိပ်စီရပေါင်းမှဆိုရင်ဒီထိပ်စီ3လုံးပေါင်းချင်းဒီ3ညလို့ရရှိတာတွေ့ရှိမှာဖြစ်ပါတယ်။ဒါမှမဟုတ်ဒီဆိုင်မူရာကျွန်တော်ယခုပွဲချိန်အတွက်ထိပ်စီကိုလည်းဒီထိပ်စီ3လုံးပေါင်းချင်းချိုးနေယူသွားမှာမို့ဒီက3ည9ခုပွဲစဉ်ထိပ်စီ3ညရဲ့ဒီထိပ်ရှိ63ပွဲနဲ့ထိပ်စီးရှိရယခုပွဲစဉ်ထိပ်စီးရဆိုပြီးတော့ကျွန်တော်ကဏန်း3လုံးပေါင်းခြင်းဒီ3ညလို့ထုတ်ယူသွားမှာမို့ ခုလက်ရှိမှာဒီ၈ရက်၃၃ရက်၈ရက်ပေါင်းမှာဆိုရင်ထိပ်စီး၃ရက်ရယ်ထိပ်စီး၈ရက်ပေါင်းမှာဆိုရင်ပေါင်းချင်း၈ပေါင်းချင်း၈ဖြစ်နေတဲ့အကြောင်းကျွန်တော်တို့ယခုပွဲစဉ်ထိပ်စီးကိုနှစ်နေနဲ့ထည့်ကစားပေးမှာဖြစ်ပါတယ်။ဒါမို့ဒီဆိုင်မူရဆိုရင်နှစ်ထိပ်စီးကိုထည့်ကစားမှသာလျင်၃ရက်၈နှစ်၃လုံးပေါင်းချင်း၃ညလို့ရရှိသွားမှာဖြစ်ပါတယ်။ဒါမို့ဒီဆိုင်မူချိုးရဆိုရင်ဒါထိပ်စီးကို၃ညအနေနဲ့ နှစ်နေနဲ့ထည့်ပြီးကစားသွားမှာဖြစ်ပါတယ်။နောက်ထပ်ဆက်လက်ပြီးတော့အလဲတိုင်းကနန်းထုတ်ယူပုံလေးကိုလည်းထပ်ပြီးရှင်းပြပေးပါမယ်ခင်ဗျာ။ကျွန်တော်ဒီအလဲတိုင်းကနန်းထုတ်ယူပုံမှာလည်းကျွန်တော်ဒီသုံးလုံးပေါင်းကြီးအချိုးညီနဲ့ပဲထုတ်သွားမှာဖြစ်ပါတယ်။လေတိုင်းသုံးလုံးပေါင်းချင်းအချိုးညီယူတဲ့ခါမှာတော့ပမာဥဆုံးအနေနဲ့ဒါရှင်းငါးနှစ်ပွဲစဉ်ရဲ့လေတိုင်းငါးခလေတိုင်းကစားပုံကိုရှင်းပြသွားမှာမို့ ဒီက၄၅၃ပွဲစဉ်အလဲတိုင်း၃၅ရယ်၃ချော့ချော့ပွဲစဉ်အလဲတိုင်း၃ရယ်ကျွန်တော်ရှင်း၅နှစ်ပွဲစဉ်အလဲတိုင်း၅ရယ်ဆိုပြီးတော့ဒီကနန်း၃လုံးပေါင်းကိုယူသွားမှာဖြစ်ပါတယ်ဒီကနန်း၃လုံးပေါင်းယူတဲ့အခါမှာတော့ကျွန်တော်ဒီမှာပေါင်းညင်း၃လို့ရရှိမှာဖြစ်ပါတယ်အော်ဒီစားမှုမှာဆိုရင်ဒီက ကျွန်တော်ဒီစိုက်မှုမှာတော့လေတိုင်း၃လုံးပေါင်းခြင်းဒီဒီ၅ခလေတိုင်းရဲ့၃ခလေတိုင်းရဲ့ပေါင်းတော့ပေါင်းခြင်း၈ပေါင်းခြင်း၈ရဲ့ဒီက၅ခလေတိုင်းရဲ့ဆိုပြီးတော့၃လုံးပေါင်းတဲ့ခါမှာ၅၃၅၃လုံးပေါင်းခြင်းဒီ၃လို့ရရှိတာဖြစ်ပါတယ်။ဒါမို့ဒီစိုက်မှုမှာဆိုရင်လေလေတိုင်း၃လုံးပေါင်းခြင်းဒီ၅၃၅၃လုံးပေါင်းခြင်း၃ချိုးနဲ့ပဲဒီမှာ၅ခလေတိုင်းကိုဒီစိုက်မှုရကစားထားတာကိုတွေ့ရှိမှာဖြစ်ပါတယ်။ ကျွန်တော်ဆက်လက်ပြီးတော့နောက်တစ်ပင်ကိုကြည့်မယ်ဆိုရင်လေဒီအလဲတိုင်းသုံးလုံးပေါင်းချင်းချိုးယူတဲ့အခါမှာတော့ဒီက၃ညကလေးတိုင်းရယ်ကျွန်တော်ဒီက၆ကလေးတိုင်းရယ်ဒီက9ကလေးတိုင်းရယ်ဆိုပြီးတော့ကဏ္ဍသုံးလုံးပေါင်းမှဖြစ်ပါတယ်ဒီကဏ္ဍသုံးလုံးပေါင်းချင်းမှာလေဒီက၃ညကလေးတိုင်းနဲ့၆ကလေးတိုင်းနဲ့ပေါင်းမယ်ဆိုရင်ပေါင်းချင်း၆ပေါင်းချင်း၆ရယ်ဒီက9ကလေးတိုင်းရယ်ပေါင်းမယ်ဆိုရင်ကျွန်တော်သုံးလုံးပေါင်းချင်း၃လို့ရရှိမှဖြစ်ပါတယ်ဒီဆိုင်မှာလည်း ကျွန်တော်အပေါ်ပြင်မှာလဲ9353 3လုံးပေါင်းခြင်းလဲတိုင်း3လုံးပေါင်းခြင်း3ဆိုပြီးတော့9ခလဲတိုင်းကစားသလိုယခု6ခွင့်ရှိပွဲတင်မှာလဲလဲတိုင်း3လုံးပေါင်းခြင်းဖြစ်တဲ့3ညခလဲတိုင်း6ခလဲတိုင်း9ခလဲတိုင်းရယ်ဆို3လုံးပေါင်းတဲ့ခါမှာပေါင်းခြင်း3အနေနဲ့ဒီမှာ6ခွင့်ရှိပွဲတင်မှာ9ခလဲတိုင်းကိုကစားသွားတာကိုတွေ့ရှိတာဖြစ်ပါတယ်အဲ့မို့ယခုပွဲစဉ်အတွက်လည်းကျွန်တော်အလဲတိုင်း3လုံးပေါင်းခြင်းကို3လို့ယူမှာဖြစ်တဲ့အတွက်ကြောင့် ဒီကကိုးကလေးတိုင်းရဲ့ကျွန်တော်ဒီကနှစ်ကလေးတိုင်းရဲ့ကျွန်တော်ယခုပွဲစဉ်အလေတိုင်းဒီလေသုံးလုံးပေါင်းညင်သုံးလို့ကျွန်တော်အနေနဲ့ထည့်ပြီးကစားသွားမှာဖြစ်ပါတယ်သုံးလုံးပေါင်းညင်သုံးလို့ကစားဖို့ဆိုရင်ဒီကကိုးကလေးတိုင်းနဲ့နှစ်ကလေးတိုင်းနဲ့ပေါင်းမှာဆိုရင်ပေါင်းညင်တပေါင်းညင်တရဲ့ကျွန်တော်ဒီမှာသုံးလုံးပေါင်းညင်သုံးဖြစ်ဖို့ဆိုရင်ဒီကျွန်တော်ယခုပွဲစဉ်အလေတိုင်းကိုလည်းနှစ်လို့ထည့်ပြီးတော့ကစားပေးရမှာဖြစ်ပါတယ်ဒါမို့ဒီစားမှုရဆိုရင်ဒါ 6နှစ်နှစ်သုံးလုံးပေါင်းရင်သုံးနေနဲ့ကျွန်တော်ဒီဆိုင်မှုမှာနှစ်ကလေးတိုင်းကိုကစားပေးမှာဖြစ်ပါတယ်အခုဆိုရင်မိတ်ဆွေများအနေနဲ့ဒါထိတ်စည်းစားအလဲတိုင်းစားနောက်ပိတ်စားဒီကျွန်တော်ဒါကနားနှလုံးကိုရရှိသွားဖြစ်ပါတယ်နှစ်ထိတ်စည်းနှစ်ကလေးတိုင်းလို့ရရှိပြီးဖြစ်ပါတယ်ယခုနောက်ထပ်ပြပေးမှာကတော့ကျွန်တော်ဒါနောက်ပိတ်စားကိုပြမှာဖြစ်ပါတယ် နောက်ပိတ်ဆိုင်ထုတ်ပုံမှာလည်းကျွန်တော်ဒီနောက်ပိတ်သုံးလုံးပေါင်းခြင်းအချိုးကိုယူသွားမှာဖြစ်ပါတယ်ဒီနောက်ပိတ်သုံးလုံးပေါင်းခြင်းအချိုးယူမှာမို့ကျွန်တော်ဒီရှင်ငါးနှစ်ပွဲစဉ်နောက်ပိတ်နှစ်ကြပုံကိုအရင်ရှင်းပြပေးပါမယ်ရှင်ငါးနှစ်ပွဲစဉ်မှာတော့နောက်ပိတ်သုံးလုံးဒီကျွန်တော်ဒီက၃နောက်ပိတ်ရယ်ကျွန်တော်ဒီက9နောက်ပိတ်ရယ်ဒီက2နောက်ပိတ်ရယ်ဆိုပြီးတော့ဒီနောက်ပိတ်သုံးလုံးပေါင်းခြင်းကိုယူသွားမှာဖြစ်ပါတယ်ဒီနောက်ပိတ်သုံးလုံးပေါင်းခြင်းအချိုးဒီကျွန်တော် 3ခွန်1ဒါ3နောက်ပဲရယ်ခွန်နောက်ပဲရယ်ပေါင်းမယ်ပေါင်းချင်း3ညပေါင်းချင်း3ညဒီက2နောက်ပဲပေါင်းမယ်ဆိုရင်3လုံးပေါင်းချင်းဒီဒါ2လို့ရရှိမှာဖြစ်ပါတယ်3လုံးပေါင်းချင်း2ချိုးနဲ့ပဲဒီမှာရှင်း9နှစ်ပွဲစဉ်မှာ2နောက်ပဲကိုကစားထားတာတွေ့မှာဖြစ်ပါတယ်ဒါနောက်တစ်ပွဲကိုကြည့်တဲ့အခါမှာလည်းဒီ6ခွန်10ပွဲစဉ်ရဲ့10နောက်ပဲဒီလည်းကျွန်တော်ဒီမှာဒီက2နောက်ပဲရယ်ဒီက2 နောက်ဘက်ရဲ့ဒီရှင်းနောက်ဘက်ရဲ့ဆိုပြီးတော့ကဏ္ဍသုံးလုံးပေါင်းသွားမှာဖြစ်ပါတယ်ဒီနောက်ဘက်ကဏ္ဍသုံးလုံးပေါင်းတဲ့ခါမှာနှစ်ရဲ့နှစ်ရဲ့ပေါင်းမှာဆိုရင်ပေါင်းခြင်း၄ပေါင်းခြင်း၄ရဲ့ဒီရှစ်ရဲ့ပေါင်းမှာဆိုရင်သုံးလုံးပေါင်းခြင်းဒီလေနှစ်ဆိုပြီးတော့ရရှိမှာဖြစ်ပါတယ်ဒီပွဲစဉ်မှာလည်းကိုးခွန်ရှစ်ပွဲစဉ်မှာတော့ကျွန်တော်ဒီမှာဒီကိုးခွန်နှစ်ပွဲစဉ်ကိုးခွန်ရှစ်ပွဲစဉ်မှာလည်းဒီကနှစ်နောက်ဘက်ရဲ့နှစ်နောက်ဘက်ရဲ့ကျွန်တော်ဒီက ရှင်းနောက်ပဲဆိုပြီးတော့သုံးလုံးပေါင်းရင်နှစ်ချိုးနဲ့ပဲဒီမှာရှင်းနောက်ပဲကစားတာတွေးစီတာဖြစ်ပါပဲဆက်လက်ပြီးတော့ယခုပွဲစဉ်အတွဲနောက်ပိတ်ကနန်းယူတဲ့ခါမှာလည်းတော့ဒီကနောက်ပိတ်9ရဲ့ဒီကနောက်ပိတ်3ရဲ့ပေါင်းမယ်ဆိုရင်ပေါင်းရင်း3ညပေါင်းရင်း3ညယခုပွဲစဉ်နောက်ပိတ်ရဲ့ပေါင်းမယ်ဆိုရင်ကျွန်တော်သုံးလုံးပေါင်းရင်းနှစ်လို့ကစားသွားမှာမို့ယခုပွဲစဉ်အတွဲနောက်ပိတ်ကနန်းကိုလည်းဒီက ခွနောက်ပိတ်နဲ့၃နောက်ပိတ်နဲ့ပေါင်းချင်း၃ညပေါင်းချင်း၃ညရဲ့ဒီကနောက်ပိတ်ကဏ္ဍရဲ့ပေါင်းမှာ၃လုံးပေါင်းချင်း၂ဖြစ်ဖို့ဆိုရင်ကျွန်တော်ဒီမှာနှစ်နောက်ပိတ်ကိုထည့်ပြီးကစားပေးမှဖြစ်ပါတယ်။ဒါမို့ဒီဆိုင်မူရဆိုရင်ကျွန်တော်ဒီ၃လုံးပေါင်းချင်းအချိုးညီနဲ့ထုတ်ထားကဏ္ဍလေးဒီလေနှစ်ထိပ်စီနှစ်ခလဲတိုင်းနှစ်နောက်ပိတ်နဲ့ဆိုပြီးတော့ဒါနှစ်ထွိုင်းနေနဲ့ဒါရရှိတာဖြစ်ပါတယ်။ ဒါဒီဆိုင်မူရဆိုရင်ဒါနှစ်ထိုင်လို့ရရှိတာဖြစ်ပါတယ်ထိုင်ကိုကြိုက်မယ်ဆိုရင်ဒါနှစ်ထိုင်ကိုဦးစားပေးပြီးတော့ထိုးလို့ရအောင်ဒီဆိုင်မူလေးကိုကျွန်တော်နဲ့ပြပေးတာဖြစ်ပါတယ်နောက်ထပ်ပရိသတ်ဆိုင်မူတစ်ခုရာဆက်ပြီးတော့ထုတ်ပြပေးအောင်မှာဖြစ်ပါတယ်နောက်မိတ်ဆွေများအနေနဲ့လည်းဆက်လက်ကြည့်ရှုပေးဖို့ကျွန်တော်အနေနဲ့မြင်တာမိတ်ဆွေများကိုယခုဆက်ပြီးပြပေးမှာကတော့ဒါ ဂရေသာစိုက်မှုနဲ့ထုတ်ပြသွားမှာဖြစ်ပါတယ်။ဒီစိုက်မှုထုတ်ပုံကတော့ကျွန်တော်ဒီထိတ်စည်းစရဲ့အလဲတိုင်းစရဲ့နောက်ပိတ်စရဲ့ဆိုပြီးတော့စိုက်၃မျိုးနဲ့ပဲထုတ်ပြသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဒီစိုက်မှုကတော့ဒါထိတ်စည်းကြမှုလေးကိုရင်ရှင်းပြပေးပါမယ်။ထိတ်စည်းထုတ်ပုံကတော့ကျွန်တော်ဒါပထမဆုံးနမူနာစိုက်ပြမယ်ဆိုရင်ဒီကဒီထိတ်စည်းလေးလုံးပေါင်းခြင်းအချိုးညီ တရားနေဝုံကိုကျွန်တော်အနေနဲ့ဒါရင်ရှင်းပြသွားမှာဖြစ်ပါတယ်။ထိတ်စီလေးလုံးပေါင်းရင်းယူတဲ့အခါမှာဒီက၈ထိတ်စီရဲ့၆ထိတ်စီရဲ့ကျွန်တော်ဒီက၆ထိတ်စီရဲ့ပေါင်းတော့ပေါင်းရင်း၃ညပေါင်းရင်း၃ညဒီက၆ထိတ်စီရဲ့ထပ်ပေါင်းမှာဆိုရင်လေးလုံးပေါင်းရင်၆လို့ရရှိမှာဖြစ်ပါတယ်။ဒါဒီစိုက်မှုမှာဆိုရင်လေးလုံးပေါင်းရင်၆အနေနဲ့ဒါ၆လေး၆ပွဲစဉ်မှာထိတ်စီ၆ကစားသလိုနောက်တစ် ကိုကွန်ရှင်ပွဲစဉ်ရဲ့ထိတ်စီးတည်လေကျွန်တော်ဒီကနှစ်ထိတ်စီးရဲ့6ထိတ်စီးရဲ့ဒီက6ထိတ်စီးရဲ့ပေါင်းမှဆိုရင်ကျွန်တော်၃လုံးပေါင်းခြင်းဒီ9 3လုံးပေါင်းခြင်း9ရဲ့ကျွန်တော်ဒီက6ထိတ်စီးရဲ့ထပ်ပေါင်းမှဆိုရင်4လုံးပေါင်းခြင်း6လို့ဒီပွဲမှာကိုကွန်ရှင်ပွဲစဉ်မှာကစားထတာတွေးစီမှာဖြစ်ပါတယ်ဒါမို့နောက်ထပ်တပင်းကိုကြည့်တဲ့အခါမှာလည်းကျွန်တော်ဒီမှာ ထိတ်စီလေးလုံးပေါင်းခြင်းဖြစ်တဲ့ဒီလေးထိတ်စီရဲ့6ထိတ်စီရဲ့ပေါင်းတော့ပေါင်းခြင်း3ညပေါင်းခြင်း3ညဒီက6ထိတ်စီရဲ့ပေါင်းမယ်ဆိုရင်3လုံးပေါင်းခြင်း6 3လုံးပေါင်းခြင်း6ရဲ့ဒီက3ညထိတ်စီရဲ့ပေါင်းမယ်ဆိုရင်ကျွန်တော်ဒီမှာလေးလုံးပေါင်းခြင်း6ဆိုပြီးတော့ဒါ6 96ပွဲစဉ်မှာထိတ်စီ6ကိုကစားထားတာကိုတွေ့ရှိမှာဖြစ်ပါတယ်ဒါမို့ဒီဆိုင်မူရကျွန်တော်ယခုပွဲစဉ်မှာ ပွဲစဉ်မှာလည်းဆက်လက်ပြီးတော့ကစားနေတာကိုကျွန်တော်အနေနဲ့ဒါထုတ်ပြသွားမှာမို့မိတ်ဆွေများအနေနဲ့ဒါတေချာကြည့်ရှုပေးဖို့ကျွန်တော်အနေနဲ့တောင်းဆိုခြင်းဖြစ်ပါတယ်ကျွန်တော်ယခုပွဲစဉ်အတွက်ဒါဒီလုံးပေါင်းခြင်းနဲ့ပဲကျွန်တော်ထိတ်ဆီးယူသွားမှာဖြစ်ပါတယ်ဒီလေးလုံးပေါင်းခြင်းဒီကျွန်တော်ဒါပထမဆုံး site ၃ site မှာတော့ဒါနမူနာ site နဲ့ပြတာဖြစ်ပါတယ်ကျွန်တော်ယခုကစားပုံကြတော့လေကျွန်တော် ဒီမှာကြတော့ပေါင်းကြီးအချိုးဒီကျွန်တော်ဒီကိုးထိတ်စီးရယ်ကိုးထိတ်စီးရယ်ဒီကနှစ်ထိတ်စီးရယ်သုံးလုံးပေါင်းတော့ပေါင်းကြီး၃ညပေါင်းကြီး၃ညရယ်ဒီက၈ထိတ်စီးရယ်ပေါင်းမှာဆိုရင်ကျွန်တော်ဒါလေးလုံးပေါင်းကြီးဒီဒီဆိုင်မူမှာကြတော့၈လို့ပြောင်းပြီးတော့ကစားသွားတာတွေ့ရှိမှာဖြစ်ပါတယ်လေလုံးပေါင်း၈လို့ဒီဆိုင်မှာကစားထားတာမို့ ။အဒီက6ထိပ်စီဒီက6ထိပ်စီရဲ့ဒီက2ထိပ်စီရဲ့ပေါင်းတော့ပေါင်းချင်း3ညပေါင်းချင်း3ညဒီက8ထိပ်စီရဲ့ပေါင်းမယ်ဆိုရင်ကျွန်တော်ဒါလေးလုံးပေါင်းချင်း8အနေနဲ့ဒါ8ထိပ်စီကို8 9 8ပွဲစဉ်မှာကစားသွားတာတွေ့ရှိပါတယ်။ဒါမို့ယခုဆက်ပြီးတော့ဒီဒီ၄၅ပွဲစဉ်ထိပ်စီးစီလဲကျွန်တော်ဒီက၃ညထိပ်စီးရယ်၉ထိပ်စီးရယ်၈ထိပ်စီးရယ်၁ထိပ်စီးရယ်ဆိုပြီးတော့ ကနန်းလေးလုံးပေါင်းတဲ့အခါမှာကျွန်တော်ဒုံညရဲ့ကိုယ်ရဲ့ပေါင်းတော့ပေါင်းခြင်းကိုယ်ပေါင်းခြင်းကိုယ်ရဲ့ဒီက၈ထိပ်စီရဲ့ပေါင်းမှဆိုရင်၃လုံးပေါင်းခြင်းဒီ9 3လုံးပေါင်းခြင်း9ရဲ့ဒီက၁ထိပ်စီရဲ့ပေါင်းတဲ့အခါမှာကျွန်တော်လေးလုံးပေါင်းခြင်းဒီ၈လို့ကစားထားတာကိုတွေ့ရှိမှာဖြစ်ပါတယ်ဘောဘီမာတော့ကျွန်တော်၄လုံးပေါင်းခြင်း၆၄လုံးပေါင်းခြင်း၆၄လုံးပေါင်းခြင်း၆ဆိုပြီးတော့ ျွန်တော်ထိတ်စည်းမှုကိုကစားသလိုယခုပွဲမှာတော့ဒီ၈၉၈ပွဲစဉ်ကနေစပြီးတော့ဒီ၄လုံးပေါင်းချင်း၈၄လုံးပေါင်းချင်း၈အနေနဲ့ကစားလာတာကိုကျွန်တော်နေတွေ့ရှိတာဖြစ်ပါတယ်ဒါမို့ယခုပွဲစဉ်အတွက်လည်းထိတ်စည်းကို၄လုံးပေါင်းချင်း၈ချိုးနဲ့ထုတ်ယူသွားမှာဖြစ်ပါတယ်ဒါဒီစားမှုမှာ၄လုံးပေါင်းချင်း၈ချိုးယူမှာဆိုရင်ထိတ်စီ၄လုံးပေါင်းချင်းဒီဒီက1ထိတ်စီရယ်၃ညာထိတ်စီရယ် နှစ်ထည့်စီတုံညာထည့်စီဒီက၈ထည့်ရှိရဆိုပြီးတော့ပေါင်းမယ်ဆိုရင်သုံးလုံးပေါင်းခြင်းဒီကျွန်တော်တို့ဒါတုံညာလို့ရရှိမှာဖြစ်ပါတယ်။ဒါမို့သုံးလုံးပေါင်းခြင်းတုံညာဆိုတော့၄လုံးပေါင်းခြင်း၈ဖြစ်ဖို့ဆိုရင်ဒီစိုက်မှုကကြတော့ကျွန်တော်ထည့်စီကိုကျွန်တော်အနေနဲ့၈လို့ထည့်ကစားပြီးမှာဖြစ်ပါတယ်။ဒါမို့ဒီစိုက်မှုရဆိုရင်၄လုံးပေါင်းခြင်း၈ချိုးတိုင်းမယ်၈ထည့်စီကိုကစားပြီးရမှာဖြစ်ပါတယ်။ ။ဒါဒီထိတ်စည်းယူပုံကတော့ကျွန်တော်ဒါအပေါ်ပင်၃ပင်မှာတော့လေလုံးပေါင်းခြင်း၆လုံးပေါင်းခြင်း၆လုံးပေါင်းခြင်း၆၃ခြင်းကစားလို့ယခုယခုပွဲတက်လဲကျွန်တော်ဒီမှာကြာတော့လေလုံးထိတ်စည်းလေလုံးပေါင်းခြင်း၈၊ထိတ်စည်းလေလုံးပေါင်းခြင်း၈၊ထိတ်စည်းလေလုံးပေါင်းခြင်း၈ဆိုပြီးတော့ဒါ၃ပင်ဆက်ပြီးတော့ကျွန်တော်လေလုံးပေါင်းခြင်း၈ချိုးနဲ့ကစားသွားမှာမို့ဒီပွဲမှာကျွန်တော်၈ထိတ်စည်းကိုဒါထုတ်ပြတာဖြစ်ပါတယ်။ ကျွန်တော်ဒီစိုက်မှုမှာတော့ဒါထိတ်စီးရှိသည်ကျွန်တော်ဒါဒီစိုက်မှုတိုင်းအချိုးတိုင်းကသားမျိုးထိတ်စီးရှိကစားလို့နောက်ထပ်စိုက်မှုတစ်မျိုးနဲ့ကျွန်တော်ဒီထိတ်စီးရှိကြပုံကိုလည်းထပ်ပြီးပြပေးပါမယ်ခင်ဗျာနောက်ထပ်စိုက်မှုတစ်မျိုးယူပုံကတော့ကျွန်တော်ဒီထိတ်စီးသုံးလုံးပေါင်းခြင်းငိုစီနီယာနဲ့ပဲဒီရှစ်ထိတ်စီးကစားဆက်ပြီးတော့ကစားအောင်မယ်ဆိုရင်ကျွန်တော်ဒါထိတ်စီးသုံးလုံးပေါင်းခြင်းမူရစီနီယာရဆိုရင်လည်းရှစ်ထိတ်စီးရရှိမှဖြစ်ပါတယ် ကျွန်တော်ဒီမှာနမူနာနဲ့ထောက်ပြပေးမယ်ဆိုရင်ဒီဒီထိပ်စီး၃လုံးပေါင်းခြင်းအချို့ဒီကျွန်တော်ဒီက၅ဒီက၉ထိပ်စီးရယ်၇ထိပ်စီးရယ်၃ညထိပ်စီးရယ်ကို၃လုံးပေါင်းမှာဖြစ်ပါတယ်။အဲဒီ၇ထိပ်စီးရယ်ဒီက၉ထိပ်စီးရယ်ဒီက၃ညထိပ်စီးရယ်၃လုံးပေါင်းမှာဆိုရင်၉ခွင်၃ညသုံးလုံးပေါင်းခြင်း 6လို့ရရှိမှဖြစ်ပါတယ်။နောက်ထပ်ထိုနည်းတူစွာပဲထည့်စီ3လုံးကိုပေါင်းမယ်ဆိုရင်ဒီက3ညထည့်စီရဲ့6ထည့်စီရဲ့8ထည့်စီရဲ့ပေါင်းမယ်ဆိုရင်ဒီမှာ3ည6 8 3လုံးပေါင်းခြင်း9လို့ဒီမှာကျတော့3လုံးပေါင်းခြင်း6ဒီမှာကျ3လုံးပေါင်းခြင်း9ဆိုပြီးတော့8 8ထည့်စီကစားလို့ယခုပွဲစဉ်အတွက်မှာလည်းဒီမှာကျတော့2 8ထည့်စီရဲ့ဒီက2ထည့်စီရဲ့ ခု၈ထိပ်စီရဲ့၃လုံးပေါင်းမယ်ဆိုရင်၃လုံးပေါင်းရင်၈နှစ်၈၃လုံးပေါင်း၈ချိုးနဲ့ပဲဒါ၈ထိပ်စီကိုကစားတယ်လို့ကျွန်တော်ဒီဘက်ကနေမှစိုက်မှုရပြောင်းပြီးယူလို့ရပါတယ်ကျွန်တော်ယခုဆိုရင်ဒါမိတ်ဆွေများကိုဒီ၈ထိပ်စီယူပုံ၈ထိပ်စီကြပုံကိုဒါစိုက်မှုနှမျိုးနဲ့ရှင်းပြပေးတာဖြစ်ပါတယ်နောက်ထပ်ကြမယ်ဆိုရင်လည်းစိုက်မှုတွေရှိပါသေးတယ်ရှစ်တည်းစီကြပုံကတော့ဒါမို့ခု ဆက်လက်ပြီးတော့နောက်ထပ်အလဲတိုင်းကဏ္ဍထုတ်ယူပုံကိုဆက်ပြီးရှင်းပြပေးမှာဖြစ်ပါတယ်ဒီခုထိတ်စည်းမှုကတော့ဒါ၈၉၈ပွဲစဉ်ရဲ့ထိတ်စည်းယူပုံရယ်တိလင်း၅ပွဲစဉ်ထိတ်စည်းကြပုံရယ်ယခုပွဲစဉ်ထိတ်စည်းကြပုံရယ်ဆိုပြီးတော့ဒါဒီအနီးကပ်၃ပင် site နီးကပ်၃ပင်ရဲ့ကစားပုံလေးတွေနဲ့ဒါယခုပွဲစဉ်မှာဒီပရိသတ်ကဏ္ဍကိုထုတ်ပြပေးမှာဖြစ်ပါတယ် ဒါအပေါ်သုံးပင်ကတော့ကျွန်တော်နမူနာအနေနဲ့ထောက်ပြတာဖြစ်ပါတယ်။ဒီအောက်သုံးပင်ရဲ့ထိပ်စီကစားပုံဖြစ်ပါတယ်။နောက်တော့ဆက်လက်ပြီးတော့ဒီအနီးကဒီစိုက်မှုတိုင်းပဲကျွန်တော်အလဲတိုင်းကနန်းကိုထုတ်ပြသွားမှာဖြစ်ပါတယ်။လဲတိုင်းကနန်းကိုတော့နောက်ထပ်ဇရားတစ်ခုနဲ့ထုတ်ပြမှာမို့ဆက်လက်ပြီးကြီးစုပေးပါအောင်ခင်ဗျာ။မိတ်ဆွေများကိုဆက်လက်ပြီးတော့ဒီလေတိုင်းကနန်းထုတ်ယူပုံလေးရှင်းပြပေးပါဦးခင်ဗျာဒီလေတိုင်းကနန်းထုတ်ပုံကလည်းကျွန်တော်ဒီ ပထမထိတ်စည်းထုတ်ယူပုံတိုင်းပဲပေါ့ခင်ဗျာထိတ်စည်းထုတ်ပုံတိုင်းပဲလေလုံးပေါင်းခြင်းလေလုံးပေါင်းခြင်းစီနီယာနဲ့လေတိုင်းကိုထုတ်သွားမှာဖြစ်ပါတယ်ကျွန်တော်ထိတ်စည်းမှာလည်းလေလုံးပေါင်းခြင်းထုတ်ယူလို့အလဲတိုင်းမှာလည်းလေလုံးပေါင်းခြင်းထုတ်သွားမှာဖြစ်ပါတယ်တော့လေတိုင်းကနထုတ်ယူပုံကတော့လေကျွန်တော်ဒီလေတိုင်းလေလုံးပေါင်းခြင်းဖြစ်တယ်6ချောင်းနဲ့ပွဲစဉ်ရဲ့တရား6ခလေတိုင်းရဲ့ဒီက9ခလေတိုင်းရဲ့ နှစ်ခလဲတိုင်းရယ်ကိုးခလဲတိုင်းဆိုပြီးတော့ကဏ္ဍလေးလုံးပေါင်းချင်းယူသွားမှာဖြစ်ပါတယ်ဒီလိုကဏ္ဍလေးလုံးပေါင်းချင်းယူတဲ့အခါမှာဒီက9ရယ်6ရယ်ပေါင်းတော့ပေါင်းချင်း1ပေါင်းချင်း1ရယ်ဒီက2ရယ်ပေါင်းမှာဆိုရင်3လုံးပေါင်းချင်း3 3လုံးပေါင်းချင်း3လုံးပေါင်းချင်း3ရယ်ဒီက6ခလဲတိုင်းပေါင်းမှာဆိုရင်ကျွန်တော်4လုံးပေါင်းချင်း1လို့ရရှိမှာဖြစ်ပါတယ်ဒီစမူရာဆိုရင်ကျွန်တော်ဒီက 65နှစ်ပေါင်းရင်4ရက်ဒီက6ရက်ပေါင်းမယ်ဆိုရင်အလဲတိုင်း6နဲ့ပေါင်းမယ်ဆိုရင်ကျွန်တော်4လုံးပေါင်းရင်ဒီကျွန်တော်ဒီမှာနှစ်လို့ရရှိမှာဖြစ်ပါတယ်ဒီ4လုံးပေါင်းရင်နှစ်ချိုးနဲ့ပဲဒီမှာ8 9 8ပွဲစဉ်ရဲ့အလဲတိုင်းကဏ္ဍ6ကိုကစားထားတယ်လို့ဒီဆိုင်မူရတွေ့ရှိတာဖြစ်ပါတယ်ဆက်လက်ပြီးတော့နောက်တစ်ပင်ကိုကျွန်တော်ဆက်ပြီးထုတ်ပြပေးပါမယ်ခင်ဗျာနောက်တစ်ပင်ကိုထုတ်တဲ့အခါမှာလည်းကျွန်တော်ဒီက လဲတိုင်းလေးလုံးပေါင်းခြင်းချိုးယူတဲ့အခါမှာဒီကလေးကလေးတိုင်းရဲ့ဒီကကိုးကလေးတိုင်းရဲ့ဒီကလေးကလေးတိုင်းရဲ့ဒီတစ်လေးတစ်ပွဲစဉ်အလဲတိုင်းလေးရယ်ဆိုပြီးတော့ကျွန်တော်လေးလုံးပေါင်းခြင်းယူသွားမှာဖြစ်ပါတယ်ဒီလေးလုံးပေါင်းခြင်းယူတဲ့အခါမှာလည်းကျွန်တော်ဒီကလေးကလေးတိုင်းနဲ့ကိုးကလေးတိုင်းပေါင်းတော့ပေါင်းခြင်း၃ပေါင်းခြင်း၃ရယ်ဒီကလေးကလေးတိုင်းပေါင်းမယ်ဆိုရင်၃လုံးပေါင်းခြင်း ျွန်တော်ခုနှစ်သုံးလုံးပေါင်းချင်းခုနှစ်ရဲ့ဒီက၄ခလဲတိုင်းပေါင်းတဲ့အခါမှာကျွန်တော်လေးလုံးပေါင်းချင်း1ဆိုပြီးတော့ရရှိတာဖြစ်ပါတယ်။ဒါမို့ဒီဆိုင်မှုမှာဆိုရင်ဒါပထမဦးဆိုင်မှာတော့လေးလုံးပေါင်းချင်း1ခုဒုတိယ1 4 5ပွဲစဉ်မှာအလဲတိုင်းကနန်းဒီလေးလုံးပေါင်းချင်း1ဒါမို့ယခုပွဲစဉ်အတွက်ကြတော့ကျွန်တော်လေးလုံးပေါင်းချင်း3ရလို့ကစားပေးမှာဖြစ်ပါတယ်။ လေလုံးပေါင်းရင်း၃ညလို့ယူတဲ့အခါမှာဒီအလဲတိုင်းကဏ္ဍလေးလုံးပေါင်းရင်းယူတာဖြစ်ပါတယ်။လေတိုင်းကဏ္ဍလေးလုံးဒီကျွန်တော်ဒီက1ခလဲတန်းရယ်ကျွန်တော်ဒီက6ခလဲတန်းရယ်ဒီက6ခလဲတန်းရယ်ယခုပွဲစဉ်အလဲတန်းရယ်ဆိုပြီးတော့ကဏ္ဍလေးလုံးပေါင်းယူမှာဖြစ်ပါတယ်။ဒီ1ရယ်6ရယ်ပေါင်းမှာဆိုရင်1ခလဲတန်း6ခလဲတန်းပေါင်းမှာပေါင်းရင်း1ပေါင်းရင်း1ရယ်ဒီက6ခလဲတန်းပေါင်းမှာဆိုရင် ကျွန်တော်ဒါသုံးလုံးပေါင်းရင်ခုနှစ်သုံးလုံးပေါင်းရင်ခုနှစ်ဆိုတော့သုံးလုံးပေါင်းရင်၃ညဖြစ်ဖို့ဆိုရင်ယခုပွဲစဉ်ရဲ့အလဲတန်းကဏ္ဍကို၃လို့ထည့်ပြီးကစားပေးရမှာဖြစ်ပါတယ်။ဒါမှမဟုတ်ဒီစမှုရဆိုရင်အလဲတန်းကဏ္ဍဒီ၃လို့ကစားပေးမှာမို့လေးလုံးပေါင်းရင်၃ညချိုးတိုင်းမယ်ထည့်ကစားသွားမှာဖြစ်ပါတယ်။ဒီနှစ်ကလေးတိုင်းနဲ့ကိုးကလေးတိုင်းနဲ့ပေါင်းမှာဆိုရင် ပေါင်းရင်၁ ပေါင်းကြီး1ရဲ့ဒီဟာ6ကလေးတိုင်းပေါင်းမဆိုရင်3ပေါင်းကြီး9 3ပေါင်းကြီး9ရဲ့ဒီဟာ3ကလေးတိုင်းထည့်မဆိုရင်4ပေါင်းကြီး3ညအနေနဲ့ဒါ3ကလေးတိုင်းကိုယခုဆိုင်မှုရကစားပေးရမှာဖြစ်ပါတယ်ကျွန်တော်ဒီဘက်မှာလည်းကျွန်တော်ဒီလို4ပေါင်းကြီးအချိုးညီနဲ့ပဲထိတ်စီးကိုယူသလိုကျွန်တော်အလဲတိုင်းကနန်းကိုလည်းဒီ4ပေါင်းကြီးအချိုးဆိုင်နဲ့ပဲယူသွားတာဖြစ်ပါတယ်ကျွန်တော်ဒီမှာ ထက်ထဲပြမယ်ဆိုရင်မျက်စိရှုပ်သားမှာမို့ကျွန်တော်ဇရာတစ်ခုစီဇရာတစ်ခုစီနဲ့ဒါအလဲတိုင်းထုတ်ယူပုံထိတ်စီးထုတ်ယူပုံရဲ့အလဲတိုင်းထုတ်ယူပုံရဲ့ကျွန်တော်နောက်ထပ်ဇရာတစ်ခုနဲ့နောက်ပိတ်ထုတ်ယူပုံကိုဆက်ပြီးရှင်းပြပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီဆိုင်မူကတော့ကျွန်တော်ထုတ်ယူပုံအချိုးစားညီနဲ့ပဲဒါကျွန်တော်စိတ်ကူးရထုတ်ယူတာဖြစ်ပါတယ်မိတ်ဆွေများနဲ့နောက်ပိတ်ကနန်းကိုလည်းဒီအချိုးတိုင်းပဲထုတ်မှာမို့ဆက်လက်ပြီးတော့ကြည့်ရှုပေးကြပါအောင်ခင်ဗျာ ယခုဆက်ပြီးတော့မိတ်ဆွေများကိုကျွန်တော်နဲ့ဒါနောက်ပိတ်ကနန်းထုတ်ယူပုံလေးထပ်ပြီးတော့ရှင်းပြပေးပါဦးမယ်။ဒါတော့ဒီဆိုင်မူမှာတော့ကျွန်တော်ဒီဇရာတစ်ခုစီထုတ်ပြခြင်းဒီကျွန်တော်ကနန်းလေးလုံးပေါင်းခြင်းယူတဲ့အခါမှာကျွန်တော်ကနန်းနေရာကက်လျက်ယူနေရတာဖြစ်တဲ့အတွက်ကြောင့်ထိတ်စီအလဲတိုင်းနောက်ပိတ်နော်ဟန်ကျင်းကြီးဒီကနန်းထုတ်ပုံလေးကိုလည်းထုတ်ပြနေတာမို့လို့ဇရာတစ်ခုချင်းစီခွဲပြီးတော့ပြချင်းဖြစ်ပါတယ် ဒီနောက်ပိတ်ထုတ်ပုံကိုလည်းကျွန်တော်ဒီနောက်ပိတ်လေးလုံးပေါင်းခြင်းနဲ့ကျွန်တော်အနေနဲ့ထုတ်တာမို့ဒီအတင်းနောက်ပိတ်ရဲ့နှစ်နောက်ပိတ်ရဲ့ဒီအတင်းနောက်ပိတ်ရဲ့ပေါင်းတဲ့ခါမှာဒီနှစ်နှစ်ရဲ့တည့်ရပေါင်းမယ်ပေါင်းခြင်းသုံးပေါင်းခြင်းသုံးရဲ့ဒီအတင်းနောက်ပိတ်ရဲ့ပေါင်းမယ်ဆိုသုံးလုံးပေါင်းခြင်းလေးသုံးလုံးပေါင်းခြင်းလေးရဲ့ဒီကရှစ်နောက်ပိတ်ရဲ့ပေါင်းမယ်ဆိုရင်ကျွန်တော်လေးလုံးပေါင်းခြင်းဒီနှစ်လို့ရရှိမှာဖြစ်ပါတယ်ဒီစာမှုမှာလည်းကျွန်တော်ကဏ္ဍလေးလုံးပေါင်းခြင်းနှစ်ချိုးနဲ့ ထုတ်သားမှာမို့ဒီနောက်ပိတ်ကနန်းကိုလည်းကနန်းလေးလုံးပိုင်းအချိုးနဲ့ထုတ်ထားတာဖြစ်ပါတယ်ဒီကနောက်ပိတ်ကနန်းနှစ်ရဲ့တစ်ရဲ့ပေါင်းတော့ပေါင်းချင်း၃ပေါင်းချင်း၃ရဲ့ဒီကတစ်နောက်ပိတ်ရဲ့ပေါင်းမှဆိုရင်၄၃လုံးပေါင်းချင်း၄၃လုံးပေါင်းချင်း၄ရဲ့ဒီကရှင်းနောက်ပိတ်ရဲ့ပေါင်းတဲ့ခါမှာကျွန်တော်၄လုံးပေါင်းချင်း၂ဆိုပြီးတော့ရရှိတာဖြစ်ပါတယ်ဆက်လက်ပြီးတော့နောက်တစ်ပြင်ကိုဆက်ပြီးတော့ရှင်းပြပေးပါဦးခင်ဗျာနောက်တစ်ပြင်မှာလည်းကျွန်တော်၄လုံးပေါင်းချင်း နှစ်ချိုးနဲ့ယူမှာဖြစ်ပါတယ်။ဒီက၃ညနောက်ပိတ်ရယ်၄နောက်ပိတ်ရယ်ဒီက၃နောက်ပိတ်ရယ်ဒီ၅နောက်ပိတ်ရယ်ဆိုပြီးတော့ဒဏ္ဍလေးလုံးပေါင်းတဲ့ခါမှာလေကျွန်တော်ဒီမှာပေါင်းကြီးနှစ်ကိုရရှိတာမို့ဒီက၄ရယ်၃ညပေါင်းတော့နောက်ပိတ်၄ရယ်နောက်ပိတ်၃ညပေါင်းပေါင်းကြီး၄ပေါင်းကြီးလေးရဲ့နောက်ပိတ်3ရဲ့ပေါင်းတဲ့ခါမှာ3လုံးပေါင်းကြီး9 3လုံးပေါင်းကြီး9ရဲ့ဒီက9နောက်ပိတ်ရဲ့ပေါင်းတဲ့ခါမှာကျွန်တော်4လုံးပေါင်းကြီး နှစ်လို့ရရှိတာဖြစ်ပါတယ်ဒီဆိုင်မှုအရာကျွန်တော်ဒီတလေးငါပွဲစဉ်မှာလဲလေးလုံးပေါင်းခြင်းနောက်ပိတ်လေးလုံးပေါင်းခြင်းနှစ်ချိုးနဲ့ငါးနောက်ပိတ်ကစားလို့ကျွန်တော်ရှစ်ကိုရှစ်ပွဲစဉ်မှာလဲလေးနောက်ပိတ်လေးလုံးပေါင်းခြင်းနှစ်ချိုးနဲ့ရှစ်နောက်ပိတ်ကို ကစားထားတာကိုဒီဆိုင်မှုရတွေ့ရှိတာမို့ကျွန်တော်ယခုပွဲစဉ်အတွက်လဲကျွန်တော်ဒီနောက်ပိတ်ကနလေးလုံးပေါင်းခြင်းနှစ်ချိုးနဲ့ထုတ်ပြသွားမှာဖြစ်ပါတယ် နောက်ပိတ်ကနန်း၄လုံးပေါင်းချင်းယူတဲ့အခါမှာတော့ဒီက၁နောက်ပိတ်ရဲ့ဒီက9နောက်ပိတ်ရဲ့ဒီက3နောက်ပိတ်ရဲ့ပေါင်းတဲ့အခါမှာတိရခွန်ရပေါင်းမယ်ဆိုရင်ပေါင်းချင်း၈ပေါင်းချင်း၈ရဲ့ဒီက3နောက်ပိတ်ရဲ့ပေါင်းမယ်ဆိုရင်3လုံးပေါင်းချင်း1လုံးပေါင်းချင်း1ဖြစ်နေတဲ့အတွက်ကြောင့်ယခုပွဲချင်းနောက်ပိတ်ကနန်းကို1လို့၄လုံးပေါင်းချင်း1ဖြစ်ပေါ်လာဆိုရင်တိနောက်ပိတ်ကိုထည့်ကစားပြီးမှဖြစ်ပါတယ်ဒါမှသာလဲဒီက တင်းနောက်ဘေးရခွန်နောက်ဘေးပေါင်းတော့ပေါင်းရင်ရှစ်ပေါင်းရင်ရှစ်ရဒီက3နောက်ဘေးပေါင်းမယ်ဆိုရင်3လုံးပေါင်းရင်3သုံးလုံးပေါင်း1ရဒီကဒီခုပွဲစဉ်ရတင်းနောက်ဘေးရပေါင်းမယ်ဆိုရင်4လုံးပေါင်းရင်1လို့ရရှိမှာဖြစ်ပါတယ်။ဒါမှမဟုတ်ဒီစားမှုရဆိုရင်ဒါ4လုံးပေါင်းရင်1ချိုးနဲ့ပဲနောက်ဘေးကနန်1ကို ထုတ်ပြပေးလိုက်တာဖြစ်ပါတယ်။ဒီခုဆိုရင်မိတ်ဆွေများကိုကျွန်တော်ထုတ်ပြတဲ့ကနန်ဒီဒီဘက်ထိတ်စည်းမှုရဆိုရင်ဒါ6 ရှစ်ထိပ်ရှိရဲ့ဒီက၃ခလဲတန်းရဲ့ဒီကနှစ်နောက်ပဲရဆိုပြီးတော့ကနန်းသုံးလုံးကိုရရှိတာဖြစ်ပါတယ်ကျွန်တော်ဒီရှစ်ရှစ်ထိပ်ရှိရဲ့ဒါရှစ်ထိပ်ရဲ့ဒါ၃ခါရဲ့ဒါဒီတစ်ပဲရဆိုပြီးတော့ကနန်းသုံးလုံးကိုရရှိတာမို့ဒီဆိုင်မူရကနန်းလေးဒီလေကျွန်တော်ဒါ22ကြိမ်မှာအတွက်ကျွန်တော်အထူးထုတ်ပေးလိုက်တဲ့ကနန်းဖြစ်ပါတယ် ။ဒါမိတ်ဆွေများနဲ့ကြံ့နေတဲ့ကစားလို့ရအောင်ကျွန်တော်အနေနဲ့ကြိုးစားပြီးတော့ရှာဖွေမျှဝေပေးထားပါတယ်။မိတ်ဆွေများကလည်းကျွန်တော်အားပေးသောအပြင် like လေးများပေးခဲ့ဖို့ကိုမမှလည်းဒီ site မူလေးတွေကိုကြိုင်းမကြက်ကိုလည်းရေးပေးခဲ့လို့ရပါတယ်။ဒါမို့ယခု22ကြိမ်မြောက်မှာမိတ်ဆွေများအားလုံးဒါကျွန်တော်ယခုထုတ်ပြတဲ့ site မူဒီ site မူနှမျိုးနဲ့ထုတ်ပြပေးတာဖြစ်ပါတယ်။မိတ်ဆွေများကိုကျွန်တော်အနေနဲ့ဒါ 22ကြိမ်မြောက်မှာမိษွေများအနေနဲ့တတိဒီယကစားမယ်ဆိုရင်ကျွန်တော်ဒီပထမဆုံးစိုက်ဖြစ်တဲ့ဒီမှာနှစ်ထွန်ကနန်းရယ်ကျွန်တော်ခုနောက်ထပ်စိုက်မှုဇရား၃မျိုးနဲ့ထုတ်ပေးထားတဲ့ကနန်းဒီရှစ်ထိပ်စီရယ်၃ခါ၃ခလေတန်းရယ်တင်းနောက်ပဲ့ရယ်ဆိုပြီးတော့ဒီပရိသကနန်းရယ်ထွန်ကနန်းရယ်ဆိုပြီးတော့ကျွန်တော်အနေနဲ့ဒါစိုက်မှုများရင်ထုတ်ပေးတာဖြစ်ပါတယ် ။ဒါမိတ်ဆွေများကျန်းနေတဲ့လို့ကစားမယ်ဆိုရင်ဒါတတိတွေနဲ့22ကြိမ်မြောက်မှာပေါ့ခင်ဗျာ။ဒီကနှစ်ထွိုင်ရယ်ဒီဝက်ဆိုင်မူရပထမဆုံးထုတ်ပေးတဲ့ဆိုင်မူရတော့နှစ်ထွိုင်လို့မိတ်ဆွေများကိုထုတ်ပေးတာဖြစ်ပါတယ်။ဒီနှစ်ထွိုင်ထုတ်ယူပုံကြည့်တယ်ဒါပထမဆုံးဆိုင်အနေနဲ့မိတ်ဆွေများကိုကျွန်တော်အနေနဲ့ဒါရင်ဆုံးရှင်းပြပေးတဲ့စိုက်မှုဒီဒါနှစ်ထွိုင်အနေနဲ့ရရှိတာဖြစ်ပါတယ်။နောက်အခုဒုတိယစိုက်မှုရာထုတ်ပေးတဲ့ကဏ္ဍဒီ ျွန်တော်ဒါရှစ်ထိတ်စီးရဲ့ကျွန်တော်ဒီသုံးကလေးတိုင်းရဲ့တင်းနောက်ပဲရဆိုပြီးတော့ပရိသတ်အနေနဲ့ရရှိတာဖြစ်ပါတယ်ဒီရှစ်တစ်သုံးဆိုပြီးတော့ပရိသတ်အနေနဲ့တကွက်ရဲ့ဒီကနှစ်ထွိုင်းနဲ့တကွက်ရဲ့ဆိုပြီးတော့အခုစဗီဒီယိုအနေနဲ့ဒါမိတ်ဆွေများကိုကျွန်တော်ကနားနှစ်ကွက်ကိုအထူးထုတ်ပေးလိုက်တာဖြစ်ပါတယ်ဒါမို့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရှုပေးတဲ့မိတ်ဆွေများတယောက်ချင်းစီအားလုံး ကျမ်းမာချမ်းသာစွာဖြင့်တတိရိပါတိကနံရရှိပါစေလို့ဆုတောင်းပေးလိုက်ပါရခင်ဗျာမိษွေများအားလုံးလည်းကျမ်းမာစွာဖြင့်နောက်နောက်ဗီဒီယိုမှာလည်းပြန်လည်ဆုံတွေ့ကြပါအောင်ဆိုခင်ဗျာ